ယူကရိန်းရဲ့စွန့်ရင်ကဏ္ဍမှာအာဂတိလိုက်ဆောင်မှုအရှုံးတော်ပုံကိုဖော်ထုတ်နိုင်ခဲ့ပြီးတဲ့နောက်နိုင်ငံရဲ့ကြီးမားတဲ့ကာကွယ်ရေးကဏ္ဍကိုငွေကြေးစည်ရင်းတွေဆစ်ဆေးဖို့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးကနိုဝင်ဘာ22ရက်မှာအမိန့်ထုတ်ပြန်ခဲ့ပါတယ်။အာဂတိလိုက်ဆောင်မှုစုံစမ်းစစ်ဆေးမှုတွေဟာစွန့်ရင်ကဏ္ဍနဲ့အများဆုံးသက်ဆိုင်နေတဲ့တိုင်အောင်နှင်းစစ်ထားလိုင်းတွေကိုကာကွယ်ရေးအတွက် contract တွေပေးရမှာလိန်ညာမှုတွေကိုဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ဒီလင်းစစ်တားလိုင်းတွေဟာရုရှားရဲ့ဘုံကျဲတိုက်ခိုက်မှုကိုဇက်တိုက်ခံနေရတဲ့အခြေခံအဆောက်အအုံတွေဖြစ်ပါတယ်။ ိုင်ငံပိုင်ကာကွယ်ရေးကော်မတီတွေနဲ့သက်ဆိုင်ရာကန်ထရိုက်တွေကိုအပြည့်အဝအစည်းအဝေးသုံးသပ်မှုနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။စီကံချိုးဖောက်မှုတွေကိုဖော်ထုတ်နိုင်တဲ့လေးလာတွေးရှိချက်တွေကိုတရားဥပဒေစိုးမိုးရေးနဲ့အင်္ဂလိပ်လိုက်စားမှုတပ်ဖြည့်ရေးအေဂျင်စီတွေစီပေးပို့သွားမှာဖြစ်ပါတယ်လို့ဆယ်လန်စကီကလူမှုမီဒီယာမှာပြောကြားခဲ့ပါတယ်။အဲ့ဒီအချိန်တော်အတွင်းဒေါ်လာတန်တရာတန်ဖိုးရှိတဲ့ အာဂရီလိုင်းဆောင်မှုနဲ့ပတ်သက်ပြီးအထူးကတန်တရားရှိသူ၂ဦးဖြစ်တဲ့တီမာမင်ဒစ်နဲ့အိုလဇန်ဒါဆူဂါမန်တို့ကိုယူကရိန်းရဲ့ဖမ်းဆီးဖို့အလိုရှိသူတွေစီရင်မှထည့်သွင်းထားတယ်လို့ယူကရိန်းပြည်ထောင်ဝင်ကြီးဌာနကပြောကြားခဲ့ပါတယ်။လက်ရှိမှာအဆိုပါတန်တရားရှိသူ၂ဦးစလုံးထွက်ပြေးလွတ်မြောက်နေရလို့ယူဆခံထားရပါတယ်။ဒါဟာပြီးခဲ့တဲ့သတင်းပတ်ကအာဂရီလိုင်းဆောင်မှုအရှုပ်တော်ပုံကိုဖော်ထုတ်သိရှိခဲ့ကြောင်းကြေညာခဲ့ပြီးတဲ့နောက်စွန့်ရင်ကဏ္ဍအပေါ်ဆစ်ဆစ်ဆက်ဆက်စီးစစ်နေတဲ့စုံစမ်းစစ်ဆေးမှုတွေမှာကာကွယ်ရေးကဏ္ဍကိုပါထက်မှန်ထည့်သွင်းလာတာဖြစ်ပါတယ်။